မတ်လ23ရက်နေ့အတွက် People Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့မတ်လ8ရက်နေ့ကကျင်းပတဲ့ PDF တပ်မှုတင်တန်းအပတ်စဉ်တင်တန်းဆင်ပွဲစီပေးပို့တဲ့တဝန်လွှာမှာတနင်္ဂနွေလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲကြမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကပြောကြားခဲ့ပါတယ်။အဲ့ဒီတင်တန်းကိုတော့သခိုင်းမန္တလေးမကွေးတိုင်းကပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တင်တန်းသား135ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ်ရှင်။ အသက်16နှစ်အရွယ်မြန်မာကျောင်းသားတဦးက2024နိုဝင်ဘာ18ရက်နေ့မှာသူ့ရဲ့အကိုဖြစ်သူတိဆုံးခဲ့ရတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကတက္ကသိုလ်တစ်ခုနာဖြစ်ခဲ့တဲ့ရှင်တိုက်မှုနဲ့ပတ်သက်ပြီးတိဆုံးသူတက်ရောက်ခဲ့တဲ့ assumption တက္ကသိုလ်နဲ့တင်ပို့ခဲ့တဲ့ Ramchain Pracharak ဈေးရုံတို့ရဲ့ပေါ်ရမှု မလိုအပ်တဲ့ကြံ့ကြာမှုတာဝန်မဲမှုတွေကိုလူမှုကွန်ရက်ပေါ်မျှဝေခဲ့ပါတယ်။ဒီရင်တိုက်မှုနဲ့ပတ်သက်လို့ကြံ့ရည်သူမိသားစုက တရားမျှတမှုရရှိရေးတောင်းဆိုထားတဲ့အပေါ်ထိုင်းမီဒီယာတခုကသတင်းဖော်ပြထားပါရရှင်။တိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပုံမှုပြုလုပ်လာပြီးကြောက်ဖြူအထူးစီးပွားရေးဆောင်ဧရိယာကျေးရွာတွေကိုပါဇက်တိုက်တိုက်ခိုက်နေပါတယ်။မနေ့ကကြောက်ဖြူမြို့နယ်ကြက်တိန်ရွာကိုစစ်ကောင်စီဟာလေကြောင်းကနေဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်တာကြောင့်နေအိမ်၄၀ထပ်မင်းပျက်စီးခဲ့တယ်လို့ဒေသခံတချို့စီကသိရပါရရှင်။